တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးမင်္ဂလာပါ ကျမဒေါက်တာလှထုံပါဒီနေ့မှာတော့ကလေးငယ်တွေနဲ့ပတ်သက်တဲ့ငလင်ကြောက်စိတ်အကြောင်းကိုပြောပြပေးချင်ပါတယ်ငလင်တန်ကိုတွေ့ကြုံခန်းစားလိုက်ရတဲ့ကလေးငယ်တွေဟာငလင်နဲ့ပတ်သက်တဲ့ကြောက်ရွံ့စိတ်စိုးရိမ်ပူပန်စိတ်တွေကသူတို့ရဲ့တိစိတ်သေးရောမတိစိတ်သေးမှာပါကဲအောင်သွားတတ်ကြပါတယ် ဒါ ਉ မိဘတွေအနေနဲ့အုတ်ထင်းသူတွေအနေနဲ့မှန်ကန်တဲ့နည်းလမ်းနဲ့ဖြေလျှော့ပေးနိုင်မှုလိုပါတယ်။အထူးသဖြင့်ငယ်ရွယ်တဲ့ကလေးတွေကသူတို့ရဲ့ခံစားချက်ကို ပြောပြဖို့ခက်ခဲနိုင်ပါတယ်။ဒါကြောင့်အုတ်ထင်းသူတွေအနေနဲ့ကလေးရဲ့စိတ်ကိုဘယ်လိုနားလည်ပေးမလဲ၊ဘယ်လိုဖြေလျှော့ပေးမလဲဆိုတဲ့လွယ်ကူပြီးအလုပ်ဖြစ်တဲ့နည်းလမ်းလေးတွေကိုမျှဝေပေးခြင်းပါတယ်။ဒီနေရာမှာအုတ်ထင်းသူလို့သုံးနှုန်းတာမိဘဘိုးဘွားဆွေမျိုး ဆရာဆရာမအားလုံးဆိုလိုတာဖြစ်ပါတယ်။ကလေးငယ်တွေမှာငလင်ကြောက်စိတ်ကို ဖြစ်လျှော့ပေးနိုင်ဖို့ဆိုရင်ပထမဆုံးအနေနဲ့ကလေးရဲ့ခံစားချက်ကို အရင်လက်ခံမိပါ။မကြောက်နဲ့ဘာမှဖြစ်ဖို့ဆိုတာမျိုးမပြောပါနဲ့။အဲ့ဒီစားဟုတ်တယ်။ငလင်ဆိုတာကြောက်စရာကောင်းတယ်။ဒါပေမဲ့အခုပြီးသွားပါပြီ။ဆိုပြီးတော့သူရဲ့ခံစားချက်ကိုအတိမတ်ပြုဝေးပါ။နောက်တစ်ချက်ကတော့ အမှန်တိုင်းပွပွင့်လင်းလင်းပြောပြပါ ခလေးတွေရဲ့အသက်အရွယ်နဲ့နားလည်နိုင်စွာမော်မှုတီးပြီးငလင်းချောင်းကိုရှင်းပြပေးပါဥမာဆိုရင်ငလင်းဆိုတာမြေကြီးကလှုပ်တာအဲ့လိုမျိုးပေါ့နော်ရိုးရိုးရှင်းရှင်းရှင်းပြပေးပါငလင်းကဘာကြောင့်ဖြစ်တာလဲဘလို့ဖြစ်တာလဲဆိုတာကိုလေခလေးရဲ့နားလည်နိုင်စွာနဲ့ကိုက်ညီရဲ့အတုံးနှုံးနဲ့ရှင်းပြပေးနိုင်ပါတယ်ငလင်းချောင်းကြောက်လန့်တုန်လှုပ်သွားတာသဘာဝပဲဆိုတာကိုလေခလေးကိုပြောပြပေးပါ ကလေးကမိကုန်းနေမေးလာရင်လဲစိတ်ရှိလက်ရှိနဲ့ဖြေချပေးပါ။နောက်ပြီးကလေးကိုလုံခြုံမှုခံစားရအောင်ပြုလုပ်ပေးပါ။ဥပမာငလင်းဆိုတာမြကြီးကလှုပ်တာနော်။ဒါမဲ့အခုနေရဲ့အိမ်ကခိုင်ခန့်နေ။ဖေဖေတို့မမေတို့မိသားစုအတူရှိနေတယ်။ဘာမှမဖြစ်အောင်ကာကွယ်ပေးမယ်။စရဲအပြုတ်သဘောဆောင်တဲ့စကားကြီးပြောပေးပါ။နောက်ပြီးကိုနေထိုင်တဲ့နေရာမှာပဲလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ဖန်တီးပေးပါ။ ငလင်လှုပ်တဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာကိုသိကျင်ပေးပါအိမ်မှာငလင်လှုပ်ရင်ဘယ်နေရာမှာပုံရမလဲဘယ်လိုကာကွယ်ရမလဲဆိုတာကြားတာပါဥမာခလေးနဲ့တူတူအနေရဖြစ်လာရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဂိမ်းလေးတွေကစားတာမျိုးကစားရင်းနဲ့သင်ပေးပါဥမာအနေရဖြစ်လာရင်ခေါင်းကိုကာပြီးတော့စပွဲအောက်ကိုဝင်မယ်အဲ့လိုမျိုးပေါ့နော်ဂိမ်းလေးကစားပေးပါနောက်ခလေးနဲ့အရေးပေါ်အရေးပေါ်ဖြစ်လာခဲ့ရင်တဲဝါမယ်ကြောပွဲအိတ်ကို အတူတူပြင်ဆင်ပြီးတော့မမထားရမယ်ဆိုတာကိုလည်းကလေးကိုသင်ပေးပါကလေးတွေရဲ့ပေါ့နော်ကြောက်စိတ်ကိုရှော့ချပေးဖို့အတွက်ဆိုရင်အိမ်မှာလုံခြုံတဲ့နေရာလေးတစ်ခုဖန်တီးပေးပါအဲ့နေရာလေးမှာသူတို့ရဲ့အကြိုက်ဆုံးအယုတ်လေးတွေဆောင်းလေးတွေစာအုပ်လေးတွေအတူထားရပေးပါနောက်အရေးကြီးတဲ့တစ်ချက်ကတော့အုတ်ထင်းသူကိုယ်တိုင်ကစိတ်တည်ငြိမ်အောင်ထိမ့်သိမ့်ပါကလေးတွေရှိမှမိဘတွေကစိတ်တည်ငြိမ်အောင်နေထိုင်မှာ ကလေးတွေရဲ့ကြောက်စိတ်ကိုလည်းနားလည်ပေးပြီးတော့သူတို့စိတ်သက်သာအောင်ပြောပြပေးပါကလေးကိုပေါ့နော်ပွေဖက်ပေးမယ်နန်းရှုပ်ပေးမယ်အဲ့လိုမျိုးပေါ့နော်ကလေးကိုကိုကချစ်ခင်တယ်ဆိုတာကိုပြသပေးပါကလေးနဲ့တူတချင်းဆိုတာပုံမြင်ပြောပြပေးတာတူတူကစားတာမျိုးလုပ်ပေးပါနောက်ကလေးကိုပေါ့နော်ပုံဆွဲခိုင်းတာတို့ဆေးအောင်ဆုံးချဲခိုင်းတာတို့ကလည်းကလေးရဲ့စိတ်ကိုတည်ငြိမ်စေပါတယ်နောက်ချက်ကတော့ คลีရဲ့သူနေ့စဉ်လုပ်နေကြပါတော့နေ့စဉ်လှုပ်ဆောင်မှုလေးတွေကိုပြန်လဲထူထောင်ပေးပါခုလိုငလင်လိုမျိုးပေါ့နော်ရုတ်တရက်စိတ်ထိခိုက်မှုကိုကြုံတွေ့ရတဲ့ကလေးတွေကအိတ်ချိန်ပြတ်တာစားချိန်မမှန်တာဖြစ်တတ်ပါတယ်ဒါကြောင့်သူ့ရဲ့အိတ်ချိန်စားချိန်ကစားချိန်တွေကိုတဖြည်းဖြည်းနဲ့ပုံမှန်အတိုင်းဖြစ်အောင်ကူညီပေးပါဒါဆိုရင်ဘယ်ချိန်မှာပေါ့နော်ဆရာဝန်နဲ့ထူးခုနဲ့တိုင်ပင်တင်လဲဆိုရင်တော့ဒီငလင်တန်ကိုပေါ့နော်တွေ့ကြုံလိုက်ရတဲ့ကလေးငယ်က ရက်သက်တစ်ပတ်နှစ်ပတ်ကျော်တဲ့အထိအိတ်မပြောဘူးအစားတောက်တွေပြတ်မယ်ကြောက်လန့်နေမယ်သူကပြောပါတော့အရင်ထက်ဆိုင်စကားကနည်းလာမယ်အရင်ကသူကြိုက်တယ်ပေါ့နော်သူလောက်ရကြိုက်တဲ့အရာတွေကိုလည်းစိတ်မဝင်စားတော့ဘူးစော့ကစားမျိုးလည်းမရှိတော့ဘူးဆိုရင်တော့ကလေးထုကုဆရာဝင်ဒါမှမဟုတ်စိတ်ကျမ်းမာရေးအထုကုတွေနဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်မိဘတွေအုတ်ထင်းသူတွေရဲ့စိတ်တည်ငြိမ်မှုကကလေးအတွက်တော့အရေးကြီးဆုံးအချက်ပါပဲ။ ိုရိုင်းကစိုးရင်ပူပန်နေခလေးကပို့ပြီးတော့ကြက်တက်ပါတယ်။ဒါပြင်ခလေးကိုပေါ့နော်ဒီထိတ်လန့်နေတဲ့အခြေအနေကနေအတင်းကြော်ပြတ်ခိုင်းတာမျိုးမလုပ်ပါနဲ့ဖိအားမပေးပါနဲ့မလောပါနဲ့တဖြည်းဖြည်းပြန်ကောင်းလာဖို့အချိန်ပေးပါသူတို့ကိုနားလဲပေးပြီးအတူတူရှိနေတယ်ဆိုတဲ့အသည့်လေးနဲ့ပဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမကတော့ဒေါက်တာလထုံပါကျမတို့ရဲ့တယ်လီဂျမ်မှာမှာလဲ ငလင်ကြောင့်လက်တလောထိခိုက်တရာအရေးပေါ်စေကူတာဆွေးနွေးမှုတွေနဲ့စိတ်ကျမ်းမာရေးဆွေးနွေးကူတာမှုတွေပေးနိုင်ဖို့အတွက်တယ်လီကျမ်းမာဝန်ဆောင်မှုတွေကိုမြန်မာစံတော်ချိန်မနက်၈နာရီမှည၁၂နာရီထိအချိန်တိုးပြီးဖွင့်လှစ်ကူတာပေးလျက်ရှိပါတယ်မြန်မာပြည်သူပြည်သားများအားလုံးစိတ်ရောကိုယ်ပါကျန်းမာပြီးစစ်အာဏာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ကြပါစေရေတော်ပုံအောင်ရမည် ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel မှာကျမ်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။